်မင်္ဂလာပါရှင်မန္တလေးခေတ်သစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ဒုတိယတိုင်းမှုကိုပြစ်ခတ်ရန်ကြံစီမှုနဲ့တက်ချက်ကြီးပါဝင်သုံးဖမ်းဆီးခံရတဲ့အကြောင်းတင်ဆက်ပေးပါမယ်ဒဏ်ရာရစစ်တီတွေကိုစေကူတာခွင့်မပေးဘဲခံစစ်ပြင်ဆင်ခိုင်းတဲ့အနောက်တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှုပုံမှုချုပ်ရဲလင်းအောင်ကိုတနက်နေ့ပြစ် ခတ်ဖို့ကြိုးစားခဲ့တဲ့တကြက်ကြီးပါဝင်၃ယောက်ကိုဖမ်းဆီးထားတယ်လို့တပ်တွင်းသတင်းအရင်းမြစ်တွေစီကသိရပါတယ်တပ်တွင်းသတင်းအရင်းမြစ်ကမင်းကဒုတိယတိုင်မှုပစ်ခတ်ခံရတယ်လို့သတင်းထွက်ပြီးမှတကြက်ကြီးနဲ့ရဲဘော်နှစ်ယောက်အဖမ်းခံရတာပြည်တနာကကာကင်းမှာဒဏ်ရာရလာတဲ့စစ်သည်တွေကိုစိတ်ရုံမပူပဲခံစစ်ပြင်ဆင်ခိုင်းလို့မကြေနပ်တာကနေစတာအေယာဝရီမှာတက်ကတင်တာတွေရောဒဏ်ရာရတာတွေရောမြင်လို့မကောင်းဘူးလို့ရှင်းပြပါတယ်အာရခတ်တက်တော်အင်းနဲ့တော်လိုင်းပူပေါင်းတက်တွေကပြီးခဲ့တဲ့ဖေဖော်ဝါရီလကစပြီးအမှတ်344အမြောက်တက်ရင်ကိုတိုက်ခိုက်ခဲ့ရာစစ်တပ်ရှိ ှင်ပြည်သူ့စစ်အဖွဲ့ပူးပေါင်းခုခံခဲ့ပြီးမြန်အရှိကာကင်းတွင်အကုန်ကြပြီးအနောက်အမြောက်တိုင်ရင်မှာခံစစ်ပြင်ဆင်နေရတာလို့တရင်နဲ့နီးစပ်တဲ့သတင်းအရင်းမြစ်တွေကပြောပါတယ်။အမတ344မှာဒုတိယပုံမူကြီးအစင်တီကြတဲ့ရှေလန်းကာကင်းတွင်အင်အားရထားတဲ့တရားရစစ်တီတွေကမနေဘူးအမှန်ဆိုတရားစစ်တီတွေကိုပတ်သိမ်မှရှိတဲ့စစ်မြေပြင်စစ်တပ်ရင်လေးကိုပို့ရမှာအရာကိုဒုတိယတိုင်းမှုကစိတ်ယုံမပေါ်ပဲခံစစ်ပြင်ဆင်ခိုင်းနေစစ်ကူမပို့တဲ့အပြင်ရိတ်ခါပါမပေးလို့မခံနိုင်ဖြစ်နေတာ။ ဒုတိယတိုင်မှုပုံမှုချုပ်ရဲလင်းအောင်ဖြစ်ခတ်ခံရသလားဆိုတာနဲ့ပတ်သက်လို့သတင်းဌာနအနေနဲ့စုံစမ်းနေစေဖြစ်ပါတယ်။ဒါပြင်ဒုတိယတိုင်မှုဖြစ်ခတ်ခံရတဲ့သတင်းနဲ့ပတ်သက်ပြီးအတည်ပြုနိုင်ဖို့အတွက်စစ်ကောင်စီလက်အောက်ခံ AR တိုင်းစီးပွားရေးဝန်ကြီးဦးမမောင်တန်းကိုသတင်းဌာနကဖုန်းနဲ့ဆက်သွယ်ခဲ့ပြီးမြဆက်သွယ်လို့မရပါဘူး။2025ခုနှစ်ဇန်နဝါရီလကစပြီးအရခတ်တက်တော်အင်းကတော်လိုင်းဖွဲ့ရီနဲ့ပူးပေါင်းခဲ့ပြီးဘကိုးမကွေးနဲ့ AR တိုင်းမှာစစ်မျက်နှာဖွင့်ပြီးစစ်ကောင်စီတပ်စခန်းတွေကိုစတင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။2025ခုနှစ်ဇန်နဝါရီလကစပြီးအရ ခတ်တက်တော်အင်ကတော်လိုင်းဖွဲ့ရီနဲ့ပူးပေါင်းခဲ့ပြီးဘကိုးမကွေးနဲ့အရာဝီတိုင်းမှာစစ်မျက်နှာဖွင့်ပြီးစစ်ကောင်စီတပ်စခန်းတွေကိုစတင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။နောက်ထပ်တပုတ်အနေနဲ့အီယာအိုတို့နိုင်ွက်ကင်ပြီးတရုတ်ကိုတံပြန်ဖို့လိုပြီးဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။တရုတ်ထူးတန်တမန်တင်ကြီးချင်းမှာကချင်နဲ့ရခိုင်တော်လိုင်းတပ်များအား၎င်းတို့ရဲ့ပိုင်လယ်များတရှောင်းအထူးသဖြင့်ပမော်နဲ့ကြဖြူတဝိုင်းထိုးစစ်မစင်ကြရင်ပြောတဲ့အခါအဆိုပါအဖွဲ့များနဲ့နှိဆက်တဲ့သတင်းရက်ွက်တွေကိုကိုးကားပြီးဖော်ပြလာပါတယ်။အဲ့ဒီလိုရက်တက်မယ်ဆိုရင်ရှေးရှောင်းဆက်ဆံရေးတွင်းမြင့်သွားမယ်လို့ လုံးပေးလာခဲ့တယ်ဆိုလိုတာကလိုအပ်တဲ့စစ်လက်နက်ပစ္စည်းတွေပံ့ပိုးပေးသွားမယ်သဘောပဲဖြစ်ပါတယ်တရုတ်ကမြန်မာမှာ ASEAN ငြိမ်းချမ်းရေးရရှိရေးထက်အချင်းချင်းအမြဲလိုရန်ဆောင်နေကြတော့ချီးနှဲ့နေတဲ့နိုင်ငံဖြစ်တာရှိစေပြီး၎င်းတို့လိုအပ်သမျှ တရုတ်ကမြန်မာမှာအစစ်အမှန်ငြိမ်းချမ်းရရှိရေးထက်အချင်းချင်းအမြဲလိုရန်ဆောင်နေကြကချီးနှဲ့နေတဲ့နိုင်ငံဖြစ်တာရှိစေပြီး၎င်းတို့လိုအပ်သမျှထုံနှုံယူငင်သွားနိုင်ဖို့သာအလီထားလှုံ့ဆော်နေတာကထင်ရှားတဲ့ထင်ရှားလာပါတယ်။၎င်းတို့လိုအပ်နေတာထက်အလွန်ကြုံလှုပ်လာတဲ့ကိုကံဖွဲ့ကိုငြိမ်ချသွားအောင်လုပ်နိုင်ခဲ့တယ်။ဒီလိုလှုပ်လို့မရတဲ့ကချင်နဲ့အာရကဖွဲ့တွေကိုတော့တလိတစားဆက်ဆံပြပြီးအပျော်စွဲဆွဲလာနေတဲ့အပြစ်ခတ်ရစေအတွက်ဆွေးနွေးပြနေတယ်လို့စစ်အုပ်စုဂျင်းနဲ့အောင်လည်းမျက်လုံးပေးနိုင်အောင်မှဖြစ်ပါတယ်။ တရုတ်ကလူမျိုးစုလက်နက်ကိုင်ဖွဲ့စည်းတွေကိုတွေးခွဲတဲ့နှလန်းသွားပြူဟာကိုကျင့်သုံးလာနေတာကိုတွေ့ရပါတယ်။၎င်းတို့အတွက်မဟာပြူဟာအရလွန်စွာလိုအပ်နေတဲ့မြေရှားတပ်တူများအဆက်မပြတ်ရရှိရင်းနဲ့၎င်းတို့ကိုတကားမှုကြီးများတပ်ဖွဲ့ထိန်းသိမ်းထားပြီးတဲ့တိုင်းရင်းသားဖွဲ့တွေနဲ့စေအုပ်စုကိုလည်းတရားဝင်အသိမဲ့မပြူမိအောင်ရှောင်ရှားခြင်းဖြစ်တယ်လို့တရုတ်ရဲ့ကြွေးကျင်သူသူတည်တီကရှင်းတာထားပါတယ်။တိုင်းရင်းသားဖွဲ့တွေကအဆိုပါမြေရှားတပ်တူများထုတ်ယောင်ခြင်းဖြင့်ငွေရှာနိုင်မယ်ဆိုရင်တရုတ်ပေါ်အလွန်ကြုံမိကိုနေရတဲ့ဆက်ကန်ထရိုက်တာရီနဲ့အဆင့်တက်လာမှာမဟုတ်လို့တတိပင်းလာပြီးရတယ်။ ။အဲ့ဒီဖြစ်မှယုံထွက်နိုင်ပေါ်၎င်းတို့ရဲ့ရောင်းဝယ်ဆန်းတဲ့သဘောတူညီချက်တွေနဲ့တင်းတိမ်နေလို့မရတော့ဘဲရေရှည်တည်တတ်မဲ့မဟာဗျူဟာနဲ့မှုများချမှတ်သွားတော့မှာဖြစ်ပါတယ်။ဒီလိုချမှတ်နိုင်အောင်တွင်းထွက်တင်ရန်စာတမ်းများစီမံအုပ်ချုပ်မှုအကောင့်ပြုလုပ်ရမယ်။တဘာဝပတ်ဝန်းကျင်နဲ့လုပ်သားများကိုအကောက်အွယ်ပေးမယ်။စီမံများအကောင့်ထဲပေါ်ဖို့နဲ့တရုတ်ကုမ္ပဏီများနဲ့ပုံမပွင့်လင်းမြင်သာပြီးတရားမျှတရဲ့စည်းကမ်းချက်များရရှိအောင်ဆွေးနွေးသွားရန်လို့ဖြစ်ပါတယ်။ အရင်းမြစ်များထိန်းချုပ်နိုင်အောင်လောက်ပြင်ရေရှည်သွားနိုင်တော့မယ်လို့မမတ်ယူသင့်၎င်းအစားပြည်တွင်းပြည်ပနိုင်ငံရေးဆိုင်ရာတရားဝင်မှုကိုပုံမှုချေပြန့်စွာဆောင်ရွက်နိုင်ဖို့အတွက်အခြေခံအုတ်မြစ်တစ်ခုအဖြစ်မှတ်ယူရမှာဖြစ်ပါတယ်။အပြုသဘောဆောင်မဲ့ငြိမ်းချမ်းရေးမျိုးရရှိအောင်နည်းလမ်းများရှာဖွေလှုံ့ဆော်သွားမယ်။အဲ့ဒီအတွက် Federal's နဲ့ဓာတ်တူညီများရှေးရှေးတည်တပ်မဲ့တည်ငြိမ်မှုတွေပေါ်ခြေခံပြီးအပီးပြတ်ဖြေရှင်းနိုင်ဖို့ကြိုးပမ်းသွားရမှာဖြစ်ပါတယ်။ဒါကလည်းမြန်မာရဲ့အနာဂတ်အတွက်လည်းလွန်စွာအရေးပါနေပါတယ်။မြေရှားသက်သူတွေကကြောက်စိမ့်ခဲ့သူတာမန်တွင်းထွက်ပစ္စည်းများမဟုတ်ပဲတ ရုတ်တို့မဟာမြူဟာရာရာလိုတဲ့တွင်ထွက်တွေဖြစ်နေတဲ့အတွက်တိုင်းရင်းသားဖွဲ့တွေအတွက်အပေးယူလို့စီရပုံမိနိုင်ငံရေးမှာရေးပါတဲ့အနေထားမှာရှိစေဖို့အသုံးချစရာဖြစ်လာပါတယ်ဒီအားသာချက်တွေကထက်မြက်တဲ့နှစ်ဖက်သွားဓာတ်ချောင်းနဲ့တူပါတယ်၎င်းကရေတို့ကိုပိုင်းအုပ်ချုပ်ခွင့်နဲ့အာဏာကိုပေးနိုင်စွမ်းတော့လေတရုတ်ရဲ့ခြေလှယ်မှုစီးပွားရေးရမိခိုနေမှုနဲ့တရားဝင်မှုဆိုင်ရာအကျပ်တင်းများကိုပုံမှုနဲ့ဆိုင်လာစေပါတယ်တိုင်းရင်းသားဖွဲ့တွေအတွက်လမ်းဆောင်လမ်းကွာကိုရောက်ရှိလာပြီးဖြစ်ပါတယ်တရုတ်တို့လူသမားထုတ်ပေးမယ်ခိမှုကြီးများတပွဲရှိနေမှာလားနိုင်ငံရေးတရားဝင်မှုနဲ့တည်တံ့ခံရတဲ့ ငင်းချင်းကိုရရှိဖို့တူပန်းမာလာဆိုတာရွေးချယ်ရတော့မှာဖြစ်ပါတယ်။ပွင့်လင်းမြင့်တာတဲ့စီးမြင့်မှုပေါင်းများချမှတ်ခြင်းအလုတမနဲ့တဘာဝပတ်ဝန်းကျင်စံချင်းစံညွန်းများပြဋ္ဌာန်းခြင်းနဲ့တာဝန်ယူမှုရှိတဲ့တင်ရန်စာတစီမံခန့်ခွဲမှုတွေကိုပြသခြင်းတို့နဲ့တိုင်းသားလက်နက်ကင်ဖွဲ့စည်းများ EAO တိုင်းသားတော်လှန်ရေးဖွဲ့စည်းများ EAO တို့ရဲ့ခုံတိတ်ခါကိုမြင့်တင်ပေးနိုင်မှာဖြစ်ပါတယ်။ ၎င်းကဒေသခံပြည်သူများအတွက်သာမကကျင်းဝန်းတိတ်ခါရှိရင်ထောက်ပံ့ရင်ခွင့်ဆက်တွေကိုရှာဖွေနေတဲ့နိုင်ငံတကာအစုရှယ်ယာရှင်များနဲ့ပါပုံမရှုံချင်မှုရရှိစေမှာဖြစ်ပါတယ်။အဲ့ဒီမှာတစင်နိုင်ငံတကာရဲ့အတိမတ်ပြုမှုအကူအညီများရရှိနိုင်မှုနဲ့နိုင်ငံရေးဆွေးနွေးပွဲတွေမှာပါဝင်ခွင့်ရရှိခြင်းစတဲ့ခွင့်လန်းတွေကိုဖွင့်လှစ်ပေးနိုင်မှာဖြစ်ပါတယ်။ဒီလိုပြောင်းလဲမှုမရှိပါကတင်ရန်စာတအတွဲဝမှုကလောင်ရင်တဖွဲ့ဖြစ်လာနိုင်တဲ့အကျိုးမြတ်ရတော့လဲချုံနှောင်ခံထားရတယ်လို့ဖြစ်ပါတယ်။နောက်ဆုံးမှာစွမ်းအားအစစ်မှန်ကထုတ်ယူတဲ့ရာမဟုတ်ပဲတိဆောက်တဲ့အရာတိရှိရဆိုတာကိုအကြံပြုဖော်ပြထားပါတယ်။ ။နောက်ထပ်တစ်ပုတ်အနေနဲ့စစ်တပ်ရဲ့ကျူးလွန်မှုနောက်ကွယ်ကသွေးစွန်းလက်တွေကိုအရေးယူပေးဖို့တိုက်တွန်းနေကြောင်းတင်ဆက်ပေးပါမယ်။ပြည်သူတွေပေါ်ကျူးလွန်တဲ့စစ်တပ်ဖွဲ့ဝင်တွေရဲ့အစံဖက်စစ်စင်ယူနေတဲ့ရာဇဝတ်မှုတွေပေါ်နောက်ကွယ်ကသွေးစွန်းလက်တွေကိုနိုင်ငံတကာအရေးယူပေးဖို့တမန်အင်စတီကျူကတိုက်တွန်းတောင်းဆိုလိုက်ပါတယ်။တနက်များနောက်ကွယ်မှာသွေးစွန်းလက်များမြန်မာစစ်တပ်ရဲ့လက်နက်ထုတ်လုပ်သူတွေကိုဖော်ထုတ်ခြင်းအမည်နဲ့တမန်အင်စတီကျူကပြီးခဲ့တဲ့မေလ31ရက်နေ့မှာစီရင်ခံစာထုတ်ပြန်ခဲ့တာပါ။မြန်မာစစ်တပ်ရဲ့ပြည်တွင်းလက်နက်ထုတ်လုပ်ရေးကဏ္ဍကိုကာကွယ်ဦးစီးချုပ်ယုံကြည်ရဲ့လက်အောက်ရှိကာကွယ်ပစ္စည်းထုတ်လုပ်ရေး ရရှိချုပ်ယုံကကထုတ်ကဥဆောင်နာဖြစ်ပါတယ်။ စစ်တပ်အတွက်လိုအပ်တဲ့စစ်လက်နက်ပစ္စည်းခရမ်းမီကြောက်တွင်ဖြန့်အားပြင်းဝင်ဟင်ပုံးနှင့်ဒုံးကျည်တွေဒီကကထုတ်လောက်ကံကာကွယ်ပစ္စည်းထုတ်လုပ်ရေးစံယုံကပ္ပစာရီမှထုတ်လုပ်တာပါကာကွယ်ပစ္စည်းထုတ်လုပ်ရေးရရှိချုပ်ရုံရဲ့ရရှိချုပ်ဒုတိယဘွေချုပ်ကြီးကံမြန်တန်းပါဝင်ထိပ်ပိုင်းကောင်းဆောင်၃နဲ့ကပ္ပစာစံယုံ25ယုံကစံယုံမှု25ဝင်းအမည်စင်းတွေကိုအစီရင်ခံစာမှာဖော်ပြပါတယ်အဲ့ဒီစံယုံမှုတွေစင်ရရှိတွေက2019ခုနှစ်အတွင်းရိုဟင်ဂျာတွေပေါ်လူမျိုးတုံးတပ်ဖြတ်မှုနဲ့2021ခုနှစ်အာနာသိမ်းမှုအလွန်ပြည်သူတွေပေါ်လူမျိုးတုံးတပ်ဖြတ်မှုစင်ရဆွမှုတွေနဲ့ ယ်လူသားမျိုးနွယ်ပေါ်ကျူးလွန်နေရဆွေးမှုတွေမှာနောက်ွယ်ကနေအားပေးကူညီနေတဲ့သွေးစွန်းလက်ပိုင်ရှင်တွေလို့ဆိုပါတယ်ဒါကြောင့်နိုင်ငံတကာအစိုးရအနေနဲ့စေရုပ်စုရဲ့ပြည်သူတွေကိုအကြမ်းဖက်ဆစ်စင်ရေးတွင်အသုံးပြုတဲ့ဆက်လက်နက်တွေကိုထုတ်လုပ်ပြီးတဲ့အဓိကတာဝန်ရှိသူတွေပေါ်ဒဏ်ခတ်ပိတ်ဆို့မှုတွေချမှတ်တင်တယ်လို့တိုက်တွန်းတာဖြစ်ပါတယ်မွန်ပြည်လူ့ကွင်ရေးဖောင်ဒေးရှင်းပရိုဂရမ်ဒါရိုက်တာနိုင်အေမွန်ကရာဆွေးကောင်တွေကိုပြက်ပြက်သားသားအရေးယူနိုင်ရင်ဘယ်အာဏာရှင်ကမှနောက်ထပ်ချိုးဖောက်မှုတွေမလုပ်နိုင်ဘူးအာမခံပြရရောက်တယ်လို့သုံးသပ်ပါတယ်ဒီလိုရာဆွေးကောင်တွေကိုပြက်ပြက်သားသားအရေးယူလိုက်ခြင်းအဖြစ်မြန်မာနိုင်ငံမှာအလေး ထတစ်ခုလိုဖြစ်နေတဲ့အပြစ်ရှိလျက်နဲ့အရင်မယူနိုင်တဲ့အခြေအနေတွေကနေကင်းလွတ်ခွင့်ရနေတဲ့အနေအထားကနေရှုံးထွက်နိုင်မှာဖြစ်ပါတယ်။နောက်ဒါမျိုးဘယ်တော့မှဘယ်အာဏာရှင်ကမှချိုးဖောက်မှုတွေမလုပ်ဖို့ထပ်မံမဖြစ်ပွားစေဖို့အာမခံပြရရှောင်မယ်လို့ကျွန်တော်ယူဆပါတယ်။ဒါကြောင့်မလို့အင်မတန်မှပဲထိရောက်တဲ့အပြစ်ပေးအရေးယူမှုဖြစ်တယ်လို့ဆိုပါတယ်။ အစီရင်ခံစာအရအာနာသိမ်းမှုနောက်ပိုင်းခုခံတော်လှန်မှုတွေနဲ့ရင်ဆိုင်နေရတဲ့စေအုပ်စုကကမဆာစစ်တီတွေကိုရှေ့တန်းစစ်စင်ရေးနဲ့မြေရှင်လင်းရင်လုံခြုံရေးအတွက်ခေါ်ယူအသုံးပြုလာတယ်လို့ဆိုပါတယ်တမအင်စတီကျူရဲ့ဝန်ထမ်းတွေကကမဆာဆက်ယုံတွေကတပ်ဖွဲ့ဝင်တွေကအရှက်သားပြည်သူတွေကိုဥပဒေမဲ့ဖမ်းဆီးတာညှဉ်းပန်းနှိပ်စက်တာတပ်ဖြတ်တာကြေးရွာတွေကိုစစ်ကြောင်းတုံမီရှူတာနဲ့လက်နက်ကြီးပစ်တာတွေကျူးလွန်ခဲ့တယ်လို့ဖော်ပြပါတယ်ဒီအတွက်ကမဆာဆက်ယုံမှုတွေကစေအုပ်စုတွေအတွက်ဆက်လက်နဲ့ခရရန်တွေထုတ်လုပ်ပြီးတဲ့အဓိကအားပေးကူညီမှုတွေဒါမှမဟုတ်ပြည်သူတွေပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေမှာတိုက်ရိုက်တာဝန် ှိသူတွေလို့ဆိုပါတယ်ဆလနဲ့ထုံးလုပ်ရေးဖွဲ့တွေကစေအောင်စုကျူးလွန်တဲ့နိုင်ငံတကာရာဆွေးမှုတွေအတွက်အဓိကထောက်တန်နေဖြစ်ပြီးစစ်အင်ဂျင်နီယာရရှိတွေကအားပေးကူညီမှုဖြစ်စေအမိန်ပေးကုတ်ကဲမှုနဲ့တိုက်ရိုက်ကျူးလွန်မှုဖြစ်စေမဖြစ်မနေတာဝန်ခံရမယ်လို့တမအီစင်ကျူကအကြံပြုထားပါတယ်လူခွင့်ရင်လှူရှားသူတွေကတော့အရက်သားတွေပေါ်ချူဖောက်မှုရန်တရားမှာပါဝင်သူတိုင်းကိုတရားစီရင်ခွင့်ရတဲ့အခြေအနေအောက်မှာပြည်တွင်းနဲ့နိုင်ငံတကာတရားစီရင်မှုတွေကနေခုံရုံးတင်ပြီးထိုက်တဲ့နဲ့အပြစ်ပေးအရေးယူမှုတွေလှုံ့ဆော်ရလိမ့်မယ်လို့ထောက်ပြပါတယ်လက်တလောကာလမှာကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင်ပိတ်ဆို့အရေးယူမှုတွေ လုံနိုင်မယ်အပြည့်အမြည်ပြည့်စင်းတွေတွင်ပြီးသူတို့ကိုတန်ခတ်ပိတ်ဆို့နိုင်မယ်တခြားတရားဝင်မှုမပေးတာတွေလုံနိုင်တယ်ဒါပေမဲ့ဖက်ဒရယ်ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလတခုခုကို ရောက်တဲ့အချိန် ဒါမှမဟုတ်လို့ရှိရင်ဖန်ဝန်းန်းထုတ်ထားပြီးတော့အခခွင့်တင်လို့လက်ငင်းကာလာမှာဖန်စီမှုတွေလုံနိုင်နေဆိုရင်အရန်ကိုကောင်းမယ်အခြေအနေတင်ရဖြစ်တဲ့နောက်ချက်ချင်းခုံရုံးတင်ရမယ်ရာဇဝမှုတွေကိုသူတို့ကျူးလွန်ထားတဲ့အတွက်ပြတ်သားစွာရေးယူဆောင်ရွက်ဖို့တိတ်ကိုလိုအပ်တယ်လို့နိုင်အဲမွန်ကပြောပါတယ်အမျိုးသားညီညွတ်ရေးဆိုရအန်ဂျီနီနဲ့လည်းစီရင်ခံစာမှာဖော်ထုတ်ထားတဲ့ကကထုတ်ထိပ်ပိုင်းကောင်းဆောင်တွေနဲ့ကဘာစာဆက်ရမှုတွေကိုအမြင့်ပြည့်စင်တွင်ကြီးညာဖို့လည်းတမအင်စတီကျူကတောင်းဆိုထားပါတယ်ဒါအပြင်2021ခုနှစ်ဒီဇင်ဘာလမှာမြန်မာစစ်တပ်ရဲ့ကာကွယ်ရေးပစ္စည်းထုတ်လို့ရရှိတဲ့ယုံကိုအမေရိကန် UK နဲ့ကနေဒါနိုင်ငံတို့ကဒဏ်ခတ်ပိတ်ဆို့မှုတွေချမှတ်ခဲ့တာရှိပါတယ်။အမေရိကန်ဗန်နိုင်းဝန်ကြီးဌာနရဲ့နိုင်ငံခြားရေးပိုင်ဆိုင်မှုထိန်းချုပ်ရေးယုံ OFAC ကဒဏ်ခတ်ပိတ်ဆို့မှုထုတ်ပြန်ကြမှာတော့ကကထုတ်ထုတ်တဲ့လက်နက်တွေကမြန်မာပြည်သူတွေပေါ်ရက်ဆက်တဲ့စစ်တပ်ရဲ့အကြမ်းဖက်မှုတွေမှာမလွဲမသွေအသုံးပြုနေကြောင်းမှတ်ချက်ပြုထားတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။